မိတ်ဆွေပေါင်းချမ်းမှချမ်းသာရှိကြပါစေဗျကျွန်တော်တို့ရဲ့ဟိုးရုံးကလဖိတ်ဆိုင်နစ်စီကကြိုဆိုလိုက်ပါတယ်ဟိုးရုံးကလဖိတ်ဆိုင်ဆိုတဲ့အတိုင်းပဲအရင်တုန်းကလဖိတ်ဆိုင်ထိုင်ရတယ်လို့မျိုးစိတ်ဝင်စားစရာအကြောင်းအရာရောက်တဲ့ရရအကြောင်းအရာဘောင်းဆောင်ကိုမျှဝေပြီးသွားမဲ့အစီအစဉ်ဖြစ်ပါတယ်ဗျဒီနေ့မျှဝေပြီးသွားမဲ့အကြောင်းအရာဒီကကျွန်တော်တို့ပြီးခဲ့တဲ့ရက်ပိုင်းကမျှဝေခဲ့တဲ့ Osaka Expo 2025ရဲ့တတိယပိုင်းဖြစ်ပါတယ်ဒီနေ့အာကျွန်တော်တို့မျှဝေမယ့်အပိုင်းကတော့ ိုအဓိကအဖြစ်တော့ဒီလက်မှုအမှုပညာကိုအဓိကထားပြတဲ့ပြကန်းတွေရဲ့မြင်ကွင်းတွေကိုတွေ့ရှိရမှာဖြစ်ပါတယ်။အခုဆိုလို့ရှိရင်ဒီအပိုင်းဆိုလဲဒါဒီပြပွဲကပြီးဆုံးတော့မှာဖြစ်ပါတယ်။သူကမြန်မာငွေနဲ့ဆိုလို့ရှိရင်တယောက်ကိုဝင်ကြီးက3800ဝန်းကျင်လောက်ကျတင်ပါတယ်။အဲ့ဒီပြကန်းတွေမှာတွေ့ရတဲ့မြင်ကွင်းတွေတွေ့ရမှာဖြစ်ပါတယ်။ပြီးတော့ရင်တော့အဲ့ဒီညာဘက် တွေ့မြင်ရတဲ့မရှိမီပန်းတွေရဲ့အလှပမြင်ကွင်းတွေကိုလည်းထည့်သွင်းမျှဝေသွားမှာဖြစ်ပါတယ်ဗျဒီပြကွက်ကတော့လေကျွန်တော်တို့ ြန်မာနိုင်ငံကဟိုလက်မှုဖန်တီးတဲ့ပညာနဲ့အတော်လေးနီးစပ်တယ်လို့ပြောရမယ်ပြကွက်ဖြစ်ပါတယ်။သူကယွန်းပြကွက်ပုံစံမျိုးပါ။ကဘာလုံးကိုသူကကျွန်တော်ဒီမှာကြာတော့ယွန်းဆိုလို့ရှိရင်ဟိုဝါးနဲ့ထင်တယ်။အခြေခံအကျန်းတွေကလေအထဲမှာရှိတဲ့ body ကဝါးနဲ့လှုပ်တာထင်တယ်။သူကကြာတော့တစ်နဲ့လှုပ်တာ။တစ်ကိုသူက195ပိုင်းပေါ့ဒီလိုမျိုးအဲ့ဒီကောင်လေးတွေ195ခုရအောင်လှုပ်ပြီးတော့မှဒီလိုမျိုးအစင်စင်သူကကဘာလုံးပုံစံဖြစ်အောင်တဖြည်းဖြည်း cuff တော့ကိုယ်ယူပြီးတော့လှုပ်တာဖြစ်ပါတယ်။အင်မတန်စိတ်ဝင်စားစရာက ကောင်းပါလေဒါဂျပန်နိုင်ငံရဲ့ဖန်တီးမှုပါအဲ့ဒီကနေပြီးသွားတော့မှသူကခုနလိုဒီအမဲရောင်ကိုယူပြီးတော့အပေါ်ကသရွှေနဲ့ပဲကျွန်တော်တို့ဟိုပါဆိုမြန်မာနိုင်ငံမှာဆိုဘလို့ပြရွှေစွာယွန်းလာအဲ့လိုမျိုးနဲ့ပုံနီးစက်မလားအဲ့လိုပညာမျိုးဆန်ဆန်ဖြစ်လိမ့်မယ်ထင်တယ်အဲ့လိုမျိုးနဲ့လှုပ်တာလှုပ်ပြီးသွားတော့မှအခုဒီကမ္ဘာလုံးပုံစံပေါ့ကမ္ဘာလုံးပုံစံကမှအခုနလိုနိုင်ငံတွေပုံစံဒီလိုမျိုးလေးကိုဒါဂျပန်ရဲ့ဂျပန်ယွန်းတယ်ပေါ့ဒီလိုပြောရမှာထင်တယ်အဲအဲ့လိုဟာမျိုးကိုမှ အသေးစားဖန်တီးထားတဲ့လက်မှုနုပညာတစ်ခုဖြစ်ပါတယ်ဂျပန်ကနီးပညာမှာထိတ်တန်းရောက်ဆိုလို့သူရဲ့ဟိုရှေ့ရိုးအစဉ်လာရဒီလိုမျိုးလက်မှုနီးပညာတွေကလည်းသူတို့ထိမ့်သိမ့်ထားစေဖြစ်တယ်ဆိုတာမျိုးတွေ့ရပါတယ်ဟုတ်ဒီမှာကြတော့ဒီပြလိုက်ကအာဒီပြခန်းမို့ဒီပြခန်းကကြတော့သူကနိုင်ငံကြီးအာကျွန်တော်တို့ဒီဟိုပါပေါ့နိုင်ငံ၃နိုင်ငံကျွန်တော်တို့ ြထားတဲ့ပြကဲအိုက်ခဲကိုဝင်ကြည့်မှာပါသူကတော့ဒီထဲမှာတော့ဘရူနိုင်းရဲ့အာမေးနီးယားရဲ့ကာဆက်စတန်ကြီးရှိတယ်လို့ပြောတယ်ဗျဒါကကြတော့သူတို့လက်မှုနီးပညာနဲ့တက်ဟိုပါပေါ့အာဒီ digital နီးပညာကိုပေါင်းစပ်ပြီးတော့ပြသထားတာဖြစ်တဲ့မြင်ကွင်းချို့ပါအပေါ်ကနေ projector နဲ့ထိုးထားပြဒါဗျာအရာလေးတွေကလေအခုနော အဲဒါမျိုးပေါ့အခုနကဆိုလို့ရှိရင်အောက်မှာရှိနေတဲ့ lighting သူ LED system လာမသိဘူးအဲ့လိုဟာမျိုးနေအခုန projector နဲ့နီးစနစ်ပေါင်းဆက်တင်ဆက်တာဗျဒီလိုပြခွက်မျိုးတွေကလေကျွန်တော်တို့ဒါအရင်တုန်းကဆိုတိတ်မတွေ့ဘူးတဲ့ပြခွက်မျိုးတွေဗျဒီပြပွဲမှာတော့ဒါတွေကအတော်များများအသုံးပြုလာတာတွေ့ရတယ်ဒါတို့ရဲ့အာ နီးပညာအတီးတီးပြထားပြီးတဲ့နောက်မှာတော့ဒါကကြတော့ဘရူနိုင်းဘရူနိုင်းရဲ့သူ့ရဲ့ဟိုပါဘောသူ့နိုင်ငံရဲ့နိုင်ငံမြင့်ခွင်းနေဒလိရင်ကျေးမှုဒလိထုံတန်းတွေကိုမျှော်ရတဲ့ပြကွက်ပါအခုဒါကကျွန်တော်တို့အဲဟိုပါဘောအိန္ဒိယပြကွက်ကိုရောက်လာပြီမနမစတေးလို့ဩနေရကြားရမလားအိန္ဒိယပြကွက်ထဲကိုရောက်လာပြီရောက်လာပြီးတော့ဘယ်ဘက်မှာကတော့ဒါကဘာသာရေးရင်ကျေးမှုဆိုင်ရာမြင့်ခွင်း ရှီဟောင်းနဲ့ရိုးရာယဉ်ကျေးမှုကိုမျှဝေထားတဲ့ပြကွက်တွေဖြစ်ပါတယ်ချိုးတော့မြင်ခွင့်တွေကကြတော့ကျွန်တော်တို့ဟိုအပြည့်စုံတော့မသိနိုင်ဘူးဖြစ်တယ်ဗျ။သူဒါအောင်ဆိုလို့ရှိရင်သူဘာကိုပြတာလဲကျွန်တော်တို့မသိဘူး။ဒါကတော့အိုးလေးတွေဗျ။အဲဒါကဒီအိန္ဒိယရဲ့ကိုပိုင်ဂျူရူးပေါ့။ အဲ့ဒီပုံစံငယ်ပြီးတော့ဒါကအိန္ဒိယကနေထွက်တဲ့သဘာဝတွင်းထွက်ဟိုတက်ထူတွေပေါ့ပြီးရင်ဟာလက်မှုချီတွေပြီးတော့ဒါကလေစနွေးနဲ့ပတ်သက်တဲ့တကယ်အစ်စ်မြင်ထုတ်ကုန်နေပြာခုနောက်ဒါကတော့ကော်စုံဟိုဟာတော့ထိုင်ကုန်လားမြင်းကုန်နည်းဆန်ဆန်လို့ဟာမျိုးပဲတိလားကော်စောနေဆိုလဲဒါအိန္ဒိယဟိုးရင်ခတဲ့ပါရှန်ကော်စောတို့ဘာလို့ဆိုတာလဲနာမည်ကြီးရယ်လीပြီးတော့အိန္ဒိယတို့ဘတ်တို့ဆိုရင်ဒါကတော့သူတို့ကျွန်တော်တို့ဒီဘော့ ချစ်ပြားတွေချစ်ပြားတွေထုတ်လုပ်တဲ့လုပ်ငန်းခွင်ရဲ့ပြတ်ွက်တွေပါအိန္ဒိယကဒီလိုမျိုး electronic နဲ့ဒီဘက် IT နည်းပညာဘိုင်းမှာလည်းတိတ်မနှိမ့်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်ဒါကတော့လက်မှုတွေဒီခုမှကျွန်တော်တို့ထောင်ရုပ်ဆက်ဆံလေးလားမသိသေးလားခုနကလေးကလေး ီမှာဒီစင်ရောက်ဆိုလို့ရှိရင်လေဒါသူကတည်တည်ချာချာဟိုဒီမှာကြည့်စင်ဦးခင်းကကွာလီယာဆာအောက်ချီတယ်ဒီတစ်ခေါက်ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ခုမှာကတော့နီးပညာကိုအဓိကထားတဲ့ပြက်ွက်တွေပြခဲ့ပြီးဖြစ်ပါတယ်အဲ့ဒါလည်းများသောအားဖြင့်တော့အနောက်နဲ့ဥရောပနိုင်ငံတွေရဲ့ပြက်ွက်တွေပါအခုဒီဘက်အရှိချမ်းကိုရောက်လာတာတဲ့အရှိချမ်းကတော့သူ့ရဲ့ဒလိထုံးတဲ့ချင်းချင်းမှု ပြီးတော့အမှုပညာထွက်ကုန်ဖန်တီးမှုစတာတွေဒါဆိုရင်ဟိုဟာအဟိုအမှုခွတ်အမှုခွတ်နဲ့ဖန်တီးထားတာအာဒီမှာပကြီးပြီးတော့ဒီလိုအယုတ်လေးတွေဒါကဟိုဟာပေရွက်အိန္ဒိယမှာလည်းဒီပေစာခက်ကခက်စားခဲ့သေးတယ်လေမဲ့ ကြေးမုံကြေးမုံပေါ့ဒါကအခုဒီပြကန်းကြီးရဲ့ကျွန်တော်တို့ဒါအခုပြန်ထွက်လာတဲ့အချိန်ကညာပဲဖြစ်နေပြီဗျဒီပြကန်းကြီးကိုအပြင်ကနေပြီးတော့ပြန်မြင်ရတဲ့မြင်ကွင်းတန်ကြပဲညအလှပေါ့ဒီမှာကြည့်ဟိုးမှာဆိုလို့ရှိရင်ဒါကအဲကျွန်တော်ဒီပြတဲ့ကန်ထဲဝင်ပြီးသားပြီလေအပိုင်းတင်မာလာနှစ်မာလာကျွန်တော်မျှဝေထားခဲ့ပြီးပါတယ် ဒါအခုညဘက်ကျတော့ဒီလိုမြင်ကွင်းလေးမြင်ရတယ်ဗျ။ပြီးတော့လို့ရှိရင်ကျွန်တော်တို့မရှိမိပန်းဖောက်တာတွေကြည့်မယ်။အိုးဒါမရှိမိပန်းနေဖောက်ပြီ။ဂျပန်ကဂျပန်ကတရုတ်ကဒီလိုမရှိမိပန်းနဲ့ပတ်သက်လို့လေ လေးထားတယ်အမြတ်တနူးရှိကြတယ်အာဒီလိုပြပွဲတွေကိုလည်းတစ်ခုတ်တရသွားပြီးကြည်ကြလေးရှိတယ်ဗျကျွန်တော်တို့မျောနိုင်ငံမှာဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဒီဟိုပါဗောတောင်ကြီးတဆောင်တိုင်းမိဘုံမြန်ဗောမိဘုံမြန်ညာမီးကြီးညာမီးကြီးဆိုလို့ရှိရင်ဒါဒီလိုဖန်တီးမှုတွေပဲပြီးသွားလို့ရှိရင်အာ ျွန်တော်တို့ကလောမိလျှော်တိုင်းဆိုတော့ဒါတွေကမိဆရာတွေတီးတန့်ကိုရှိတာပါသူတို့စီမာတော့လေသူတို့နီးပညာရှင်တွေပေါ့ကျွန်တော်တို့စီမာကလည်းဒါကျွန်တော်တို့မိဆရာတွေ ਨੇ ဒီလိုမျိုးအမျိုးမျိုးအလှပပေါင်းစုံအယောင်ပေါင်းစုံ ပုံစံပေါင်းစုံထွက်အောင်သူတို့ဖန်တီးစီစဉ်ရတာလေပြီးခဲ့တဲ့ရက်ကတည်းကဒီအိုဆာကာပြပွဲကိုဂျပန်အီဂရစ်နဲ့သူ့ရဲ့ကျင်ရတော့လာရောက်ပြီးကြည့်ရှုထားပါသေးတယ်ပြီးတော့ဒီအပိုင်းမှာပဲဒါကျွန်တော်တို့အခုဒီပြပွဲကပြီးဆုံးတော့မှာဖြစ်ပါတယ်ပြပွဲကဟို အချိန်အများကြီးယူပြီးတော့သူကပြတယ်ပြပွဲကိုဒါတော့မှပဲလာကြတဲ့ဧည့်သည်တွေကနဲတာမှမဟုတ်တာအဲ့လိုမျိုးဧပြီလနဲ့ကစပြီးပြတာဒီပြပွဲကဆိုအောက်တိုဘာ23ရက်နေ့အထိပေါ့အောက်တိုဘာ23ရက်နေ့အထိပြမယ်ပြပွဲစားရမရှိဘဲနဲ့ โอเคကျွန်တော်တို့ဒီဘိုင်းနဲ့မျှဝေခြင်းကတော့ဒီမျှပဲဖြစ်ပါတယ်ဗျကျွန်တော်မျှဝေမှုတွေကိုကြီးစုပေးနေတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်